ငေါကိုမျိုးတွေကိုစစ်ကောင်ရှင်တပ်ဖွဲ့တွေပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာရုတ်ကန်လူတို့ရဲ့တုတ်ပြန်မှုနဲ့ပတ်သက်ပြီးစစ်တပ်ကိုထောက်ကန်သူတွေကြားမှာစိတ်ပြအားငယ်မှုဒေါသထွက်မှုတွေဖြစ်ပေါ်နေရလို့သတင်းရရှိပါတယ်။အထူးသဖြင့်စစ်တပ်လော်ဘီလိုလူတိများတဲ့ကြော်စွာလိုပုတ်ကိုမျိုးတွေရဲ့လူမှုကွန်ရက်ပေါ်ကရေးသားချက်တွေဟာဒီကန်စားချက်ကိုထင်ဟပ်နေပါတယ်။ကြော်စွာကမိုးကိုမျိုးကိုကြိုးမဲ့သူမရှိ၊ခြောက်ကန့်နေတဲ့မျိုး၊နှိပိတ်မျိုး၊တပုံအားပိတ်မျိုးလို့ပြင်းထန်တဲ့ဝေဖန်မှုတွေပြုလုပ်ခဲ့ပါ ါတယ်။ဒါကစစ်ကော်မရှင်တပ်တွေမျိုးရဲကို ပြောင်းရောက်လာချိန်မှာဒေသခံတွေရဲ့ပျော်ရွှင်စွာကြိုးစုံမှုမရှိတာကိုအတိကထားပြီးမကျေမနပ်ဖြစ်နေတာကိုပြသနေပါတယ်။ဒါပြင်သူကအမိုးကုတ်သားတွေကိုမြို့ကိုဖျက်ဆီးသူတွေလို့တိုက်ရိုက်ဆွဆွဲပြီးဒီမြို့ကိုမြို့ပြတ်တဲ့အထိတပုံအောင်မှာထားခဲ့တဲ့တယ်လို့ပြောခဲ့တာကလည်းမြို့ခံလူတို့အပေါ်ထားရှိတဲ့အာဃာတကိုထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။ နောက်ခံအခြေအနေကိုပြန်ကြည့်မယ်ဆိုရင်မိုးကုတ်မြို့ကိုတစ်တုံညာနှစ်ကုန်စစ်စင်ရင်ကာလာမှာတော်လိုင်းပူပေါင်းတက်တွေနဲ့ TNL တို့ကတိမ့်ပိုက်ခဲ့ပြီးနောက်